ါရှင်ဘဝမှာတဘာသူရဲ့အတုံးချခံဖြစ်ခဲ့ဘူးလားတဘာသူရဲ့အတုံးချခံဖြစ်ရတဲ့အခါဘလောက်ခံစားခဲ့ရဘူးလဲကိုခံစားနေရတဲ့အခါဘသူအားမှဖေးမှနားလေပေးမဲ့သူမရှိဘူးဆိုရယ်ခံစားချက်ကိုနားလေတဲ့အတွက်တဘာသူကိုကျင်းစာပေးလိုက်တဲ့အခါကြားမှာသူများချနေတာခံလိုက်ရတဲ့အခါခံစားချက်ကအင်မတန်ဆိုးရပါတယ်နော်တစ်ခါခံရလိုက်နောက်တစ်ခါတနာလိုက်ကိုကျင်းစာလိုက်နေတနာတတ်တဲ့ကိုကျင်းစာတတ်တဲ့သူတွေက ိုးပြီးခြနိုင်ခံရတတ်ပါတယ်။အဲဒါကြောင့်အမြဲခြနိုင်ခံရတဲ့ဘဝလွတ်မြောက်ဖို့ဆိုရင်လှုပ်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်ရှင်။နံပါတ်1တနာတက်လုံးနဲ့စိတ်ကိုလျှော့ပါ။များသောအားဖြင့်တနာတက်တဲ့သူတွေကတနာစိတ်နဲ့အတူတစ်ဖက်လိုအမြဲငြိညာနေတတ်ပါတယ်။အဲဒါကြောင့်ကိုပဲဟန်ဆောင်မျက်နှာဖုံးတဲ့လူတွေအတွက်ပိုပြီးခြနိုင်လို့ကောင်းတဲ့သူတွေပါ။တနာကျင်နာစိတ်ကလူတိုင်းအတွက်လိုအပ်ပေမဲ့ကို့အကျိုးလိုလားသူလား ို့အကျိုးပဲသူကြည့်တတ်တယ်သူလားတနာဆန္ဒပဲကုညီပေးလိုက်လို့နားလည်မဲသူလားဆိုတာခွေးကြတိအောင်လုပ်တင်ပါတယ်ကို့အတွက်ထိခိုက်နေနာလာအောင်ဖြစ်စေမဲသူမျိုးကြတော့တနာစိတ်ကိုရှော့တင်ပါတယ်နံပါတ်1ကိုချင်းစာစိတ်ကိုပြန်တွေးပါတခါတလေကို့လိုအခြေအနေမျိုးသူကြုံနေရပါလားဆိုပြီးကိုချင်းစာလိုက်ခြင်းဟာတစ်ဖက်လူအတွက်တော့ခြာနင်းစရာအကွက်ကောင်ဖြစ်သွားနိုင်ပါတယ် ကိုကတော့စစ်မှန်တဲ့စေတနာနဲ့ကိုချင်းစာစိတ်လေးနဲ့ကိုညီလိုက်ပေမယ်။ကို့ကိုပြန်ပြီးဒုက္ခရအောင်လုပ်တဲ့သူမျိုးတကယ်ရှိပါရဲ့။အဲဒါကြောင့်ကိုချင်းစာတဲတဲ့သူမျိုးလားကိုချင်းစာစိတ်ထားလိုက်ပေမယ်။ကိုချင်းမစာကို့ကိုပြန်နေမဲ့သူမျိုးလားရဲ့လို့ပြန်တွေးတင်ပါရဲ့။နံပါတ်3အာနာတတဲ့အကျင့်ကိုဖျောက်ပါ။အာနာတတဲ့သူတွေကချနိုင်လို့အကောင်းဆုံးလူတွေပါပဲ။ကြေတနာကြအမြဲပါနေတတ်ပါရဲ့။ အာနာပြီးကိုညီလိုက်လို့ငွေပြန်မရတာအာနာပြီးကိုညီအာမခံပေးလိုက်လို့ကိုပဲငွေပြီးစိုက်ရော်လိုက်ရတာအာနာပြီးဝင်ဖြည့်ရှင်းပေးကမှာထောင်ထဲဝင်လိုက်ရတာမျိုးတွေပေါဝင်ချင်းမှာအများကြီးမြင်မှုမယ်ထင်ပါတယ်ကိုအရေးကြုံလာတဲ့အခါဘသူမှအာနာပြီးလာဖြည့်ရှင်းပေးမယ်လို့တော့မထင်ပါနဲ့တကယ်ကအာနာတတဲ့သူတွေရတာစာနဲ့ခံလိုက်ရတာကြီးပါပဲအဲ့ဒါကြောင့်အာနာတဲ့နာအာနာပါအာမနာတဲ့နဲ့ကိစ္စမျိုးမှာအမုန်းခံပြီ အပြက်ညင်လိုက်တာတခါမုံမဲခံရတာပါကိုဖိစီမခံနိုင်တဲ့ကိစ္စမျိုး အာမနာပဲညင်းစင်တက်ခြင်းဟာကိုကိုကိုချစ်ခင်ခြင်းဖြစ်ပြီးအတကြီးရမဟုတ်ပါဘူးနော်နံပါတ်၄အယုံမလွယ်ပါနဲ့ခြာနှင်းခံရတဲ့သူတော်တော်များများအယုံလွယ်တဲ့သူတွေပဲဖြစ်ပါတယ်တခုခုဆိုတနာတက်လုံးမင်းကိုချင်းစာတက်တဲ့စိတ်များတဲ့သူဟာအယုံလွယ်တက်လို့ပါပဲယုံလွယ်ရဲစိတ်ကိုလည်းစင်ကျင်တင်ပါတယ် ရှင်လွယ်အမြင်အနှင်းခံရဖို့ဒေသာတလောက်ပါပဲနံပါတ်5ရိုးသားပါမအပါနဲ့ဘဝမှာရိုးသားလုံးရင်နှုံအားတဲ့သူအဖြစ်အနှင်းခံရတတ်ပါတယ်ရိုးသားတင်တာရိုးသားပါရိုးသားခြင်းကရွှေလိုအဖိုးတံပါတယ်ဒါပေမဲ့ရိုးသားခြင်းနဲ့နှုံအားခြင်းကတော့မတူပါဘူးအခြားလူတယောက်ကိုကတုံးပေါ်ထိတ်ကွက်ပြီးအနိုင်ကျင့်မှုအသာစီရဖို့စူးစမ်းခိုင်းတာမဟုတ်ပါဘူးကိုယ့်ရဲ့ဖြောင့်မတ်တည်ခြင်းမှုအရာမရွေးအောင် ိုယ်တိုင်စောင့်တည်ရမှာဖြစ်ပြီးယူသားလို့ရပါတယ်။ဒါပေမဲ့တပားသူဟာကိုယ်ခုထုံးလို့အနိုင်ကျင့်နိုင်တာတော့ကြိုတင်မတွေးတော့နိုင်လောက်အောင်နုံအပ်လို့ရင်တော့ကိုယ်ပဲခံရမှာဖြစ်ပါတယ်။အဲအားကြောင့်ယူသားပါမအပါနဲ့